ာညာချမ်းလေးပါရှင်မြို့ရရဲ့ဧပြီလ24ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ပြည်သူတအုပ်သေဆုံးပြီး၄ဦးထဏ်ရာရတဲ့သတင်းလာရှိုးမှာမေလာတရနေ့ကစပြီးစစ်ကောင်စီဌာနဆိုင်ရာလုပ်ငန်းတွေစတင်ဆောင်ရွက်နိုင်ွယ်ရှိတဲ့သတင်း လူစုလူဝေးပြုလုပ်ရာနေရာတစ်ခုကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ပြည်သူ့နှုတ်ဦးသိဆုံးတဲ့တွင်ဖလန်းမြို့သိမ်းတိုက်ပွဲမှာ MPD တပ်ဖွဲ့လဲပါဝင်ခဲ့ပြီးပြည်သူတွေကြိုဆိုခဲ့ကြပုံနဲ့တိုက်ပွဲသတင်းတွေကိုဒီကနေ့မှထုတ်ပြန်လာတဲ့သတင်းတိုက်ပွဲတွေပြင်းထန်နေတဲ့အပြင်စစ်ကောင်စီကလေရင်တွေနဲ့ကြေးရွာတွေကိုဘုံကျဲနေလို့ပြည်သူတွေထံရရသိဆုံးတာတွေရှိနေတဲ့သတင်း စစ်ကောင်စီရဲ့အောင်မာလီထိပေါက်သူတွေစုချင်းငွေအယောမယဖြစ်နေတဲ့တဲ့ဧပြီလ27ရက်နေ့မှာငလျင်လှုပ်မယ်လို့သတင်းမှဖြန့်သူတစ်တော့အကောင့်ပါရှင်အားစစ်ကောင်စီကဖမ်းဆီးတဲ့တဲ့ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းရမှာရုရှားထက်ယူကရိန်းကကင်တွေရခတ်ကြောင်းထွန့်ပြောတဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် ထမဆုံးသတင်းတပုတ်အနေနဲ့စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ပြည်သူတဦးသေဆုံးပြီး၄ဦးဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကူတိုင်းထန်းတပင်မြို့နယ်မှာဒီကနေ့ဧပြီလ24ရက်နေ့မနက်အစောပိုင်းတနအီဝင်းကျင်ခန့်ကကျေးရွာအတွင်းကိုစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့တောင်ငူခရိုင်အမှတ်နှစ်တရဲ P2 3502ရဲ့ဒီကနေ့ဖော်ပြချက်အရသိရှိရပါတယ်။ထန်းတပင်မြို့နယ်တောင်ပူးချောင်ကျေးရွာကိုညောင်ချောက်စစ်ကောင်စီနဲ့ခလာရ83တို့ကပစ်ခတ်လိုက်တယ်။ လက်နက်ကြီးနှလုံးကြောက်ပောက်ခွဲခဲ့ပြီးဒေသခံပြည်သူတအုပ်သေးဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုထားပါတယ်။တောက်ပူချောင်ကျေးရွာကိုစစ်ကောင်စီရဲ့လက်နက်ကြီးနှလုံးကြောက်ပောက်ခွဲခဲ့ပြီးတောက်ပူချောင်ကျေးရွာမှာအသက်80ကျော်အမျိုးသမီးတအုပ်သေးဆုံးခဲ့ပြီးအသက်50အရွယ်အမျိုးသားတအုပ်အသက်50အရွယ်မြို့သမီးတဦးနဲ့အသက်10နှစ်အရွယ်ကလေးငယ်တဦးတို့ကစိုးရိမ်ရဒဏ်ရာနဲ့အသက်40အရွယ်အမျိုးသားတဦးတို့ကမစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ကြတယ်လို့တောင်ငူခရိုင်အမှတ်1တရင် P2 3502ကဖော်ပြထားပါတယ်။စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူတွေရှိရာနေရာတွေကိုရွေကျက်ရှိရှိပိတ်ခတ်တိုက်ခိုက်နေတာကြောင့်ပြည်သူများစွာဒုက္ခရောက်နေကြရတယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့ April 17ရက်နေ့ကလည်းရေတာရှည်မြို့နယ်အပိုင်းစစ်တောင်းမြေအရှိတ်ချမ်းရှိဘရောက်ကုန်းအုပ်စုရေငန်ကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကပြည်သူတွေနေထိုင်ရာနေရာတွေကိုဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ဦးသိဆုံးခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ ုတိယသတင်းတစ်ပုဒ်အနေနဲ့လာရှိုးမှာမေလာတရနေ့ကစတင်ပြီးစစ်ကောင်စီဌာနဆိုင်ရာလုပ်ငန်းတွေစတင်ဆောင်ရွက်နိုင်ွယ်ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ချမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာ လာမယ့်မေလာတရနေ့ကစတင်ပြီးစစ်ကောင်စီဘက်ကဌာနဆိုင်ရာလုပ်ငန်းတွေစတင်ဆောင်ရွက်နိုင်ွယ်ရှိကြောင်းဒေသခံသတင်းရင်းမြစ်ကမြို့တော်ကိုပြောပါရယ်။ဧပြီလ22ရက်နေ့ကစတင်ပြီးတန်ရန်ဘက်ကနေလာရှိုးမြို့အတွင်စစ်ရင်နှန်းတွေဝင်ရောက်ခဲ့ပြီးတဲ့နောက် လာရှိုးအခြေစားအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝီစစ်ကောင်စီတပ်တွေရဲ့နေရာဟောင်းတွေမှာတပ်နေရာချထားမှုတွေပြန်လည်လှုပ်ဆောင်ခဲ့တာပါ လာရှိုးတိုင်ဒီလမ်းမိုင်းမှာလည်းစစ်ကောင်စီဘက်ကလုံခြုံရေးယူထားတာတွေရှိနေပြီးဒီလောက်ကုန်ပိုင်းလောက်မှာရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာယာယီပြောင်းရွှေ့ပွင့်လှစ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကစစ်ကောင်စီဌာနဆိုင်ရာရုံးတွေကို လာရှိုးကိုပြန်ရွှေ့မယ်လို့သိရပါတယ်ဧပြီလ22ရက်နေ့ကမော်တော်ယာဉ်ညာနဲ့ချီပြီးပါဝင်တဲ့စစ်ကောင်စီရင်နှန်းဟာ လာရှိုးမြို့အတွင်းကိုမြန်မာနိုင်ငံအလံနဲ့ရမခအလံတွေတက်ဆင်ပြီးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အတီပြူစဲသတင်းတွေအရစစ်ကောင်စီဘက်ကကာဆာထတ်တဲ့ကာဆာထမှုဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးလိုက်ပါခဲ့ပြီးသဘောတူညီချက်အချို့ကို MNDA နဲ့သဘောတူညီခဲ့ကြောင်းသိရှိရပါတယ်။ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ TNN အနေနဲ့လည်းကြောင်မဲကနေစုခွာပေးရမယ်ဆိုတဲ့အချက်ပါဝင်လာကြောင်းလာရှိုးပြီးရင်ကြောင်မဲဘက်ကလည်းတရုတ်ရဲ့ဖိအားကိုရယူပြီး စစ်ကောင်စီကပြန်လည်ဝင်ရောက်နိုင်ကြောင်းစုံစမ်းသိရှိရပါတယ်ရှင်။တရားသတင်းဘုတ်အနေနဲ့လူစုလူဝေးပြုလုပ်ရာနေရာတစ်ခုကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ပြည်သူနှုတ်ဦးသိဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းခံကောမြို့နယ်ကြော်ရွာရှိလူစုလူဝေးပြုလုပ်ရာနေရာကိုဧပြီလ23ရက်နေ့မနက်ပိုင်း9:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီကလက်နက်ကြီး6လုံးနဲ့ပစ်ခတ်ခဲ့လို့အမျိုးသားနှုတ်ဦးသိဆုံးသွားခဲ့တယ်လို့မြို့တော်ကစုံစမ်းသိရှိရပါတယ်။ ဂံကောမျိုးပေါ်ရှိခလာရ90ကနေရှင်းစင်းနောက်ဆင့်ပြစ်လိုက်တဲ့လက်နက်ကြီး6လုံးဟာကြော်ကြီးရွာအတွင်ကြားရောက်ပောက်ကွဲခဲ့တာလို့သိရှိရပြီးနှစ်ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ဒေသခံတွေထံကစုံစမ်းသိရှိရပါတယ်။နှလုံးတွဲစီပြစ်တာစုစုပေါင်း6လုံးပြစ်တာပါ။ကြော်ရွာအတွင်ကြားရောက်ပောက်ကွဲတာရှိတယ်လို့ရွာပြင်ကြားရောက်ပောက်ကွဲတာလည်းရှိခဲ့တယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ အဆိုပါလက်နက်ကြီး၆လုံးရဲ့ပောက်ကွဲတံတွေကြောင့်ကျော်ရွာအနီးမှာရှိတဲ့လာပုတ်ရွာကမင်္ဂလာဆောင်တစ်ခုမှလေရုတ်ရုတ်တဲတဲဖြစ်ခါပွဲပြက်မတက်ဖြစ်သွားခဲ့ရတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောဆိုထားပါတယ်။ဂံကောမြို့ခလာရ90ကနေလက်နက်ကြီးနဲ့ငါးမိုင်ပတ်လည်မှာရှိတဲ့ကြေးရွာတွေကိုနေတိုင်းနေပါပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ဧပြီလ23ရက်နေ့မနေ့ကနေ့လယ်ပိုင်းအချိန်ကလည်း ကံကောမျိုးတောင်ပတ်စစ်ကောင်စီအထိုင်းချတက်ဆွဲထားတဲ့ရှောက်ပင်ကြီးရွာအနီးကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။ဒါ့အပြင်ကံကောမျိုးအနီးကကြီးရွာ၅ရွာကပြည်သူတွေဆစ်ဘေးရှောင်နေကြပြီးကံကောနယ်မှာဖုံးလိုက်အပြင်မိဘပြတ်တောက်နေတာကြောင့်ဆစ်ဘေးရှောင်သူတွေအခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေကြရတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖလန်းမြူသိန်းတိုက်ပွဲမှာ MPD တပ်ဖွဲ့လဲပါဝင်ခဲ့ပြီးပြည်သူတွေကြိုဆိုခဲ့ကြပုံနဲ့တိုက်ပွဲသတင်းတွေကိုဒီကနေ့မှထုတ်ပြန်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ချင်းပြည်နယ်ဖလန်းမြူသိန်းတိုက်ပွဲစစ်စီရေးကိုတော်လိုင်းရေးအရာစုတွေလက်တွဲညီညီပူးပေါင်းပြီးသိမ်းပိုက်ခဲ့ကဖလန်းမြူသိန်းတိုက်ပွဲမှာမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့လဲပါဝင်ခဲ့ပြီးပြည်သူတွေကကြိုဆိုခဲ့ပုံနဲ့တိုက်ပွဲသတင်းတွေကိုဒီကနေ့မှထုတ်ပြန်လာပါတယ်။ လန်းမြို့တိန်စစ်စင်ရေးကို2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးစစ်စစ်ရေးကာလ9လတာကြာမြင့်ခဲ့ပြီးဖလန်းမြို့နယ်တစ်ခုလုံးကိုစစ်ကောင်စီကင်းစင်နေမြေအဖြစ်ချင်းညီနောင် CB ရဲ့ကိုကဲမှုနဲ့အတူမြေပြန့်ဒေသမှာတော်လိုင်းအားစုတွေကလည်းပူပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့သိရှိရပါတယ်။ချင်းပြည်နယ်မှာရှိတဲ့ဖလန်းမြို့ကအညာဒေသမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ MPT ရဲ့မူဝါဒကတောင်တန်းတွေပြည်မတွေခွဲခြားနေတာမဟုတ်ဘူး။ ဆရာနာရှင်စနစ်ရှိတဲ့နေရာတွေအားလုံးကို ပူပေါင်းပါဝင်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲဘော်တွေက ပူပေါင်းပြီးဆရာနာရှင်စနစ်ကိုတိုက်ခိုက်ခဲ့တာပါ။ဆုံရှုံမှုတွေဒဏ်ရာရတာတွေကြာဆုံးတာတွေများစွာရှိပါတယ်လို့မြင်းကြက်ဘလက်တိုက်က MPD တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကမြို့တော်ကိုပြောပါတယ်။အဆိုပါမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှုကိုမြင်းကြက်ဘလက်တိုက်က MPD မြင်းကြက်ခရိုင်အမှတ်9တပ်ရင်းကချင်းညိနောင်စစ်စီရေး Operation CB အဖြစ် လန်းမြို့သိမ်းစစ်ဆေးရေးကိုမြေပြန့်ဒေသမှာတော်လရင်အင်အားစုတွေနဲ့အတူပူပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ပြည်သူတွေလူချင်းနဲ့လွတ်လပ်မှုတွေကိုကျွန်တော်တို့ညီနောင်မဟာမိတ်တွေနဲ့အတူမြို့တွေကိုစစ်ကောင်စီလက်ထက်ကနေပြန်လည်သိမ်းယူပေးနိုင်တဲ့အတွက်ကျေနပ်မိတယ်။ဆက်လက်ပြီးလဲအကောင်းဆုံးကြိုးစားသွားပါမယ်။ဗေဒေသမဆို MPD တပ်ဖွဲ့ကဆေးရနာရှင်ပြုတ်ကြဖို့အတွက်မဟာမိတ်တွေနဲ့အတူတိုက်ခိုက်သွားမှာပါလို့ မြင်းဆက်ဘလက်တိုက်က MPD တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကမြို့တော်ကိုထပ်မံပြောဆိုထားပါတယ်။ဖလန်းမြို့တိန်စစ်စင်ရဲ့အတွင်တော်လရေးအင်အားစုတွေဘက်ကရဲဘော်89ဦးမြင်းမြတ်စွာကြာဆုံးခဲ့ရတယ်လို့လည်းသိရှိရပါတယ်။မြင်းဆက်ဘလက်တိုက်က MPD မြင်းကြံခရိုင်အမှတ်9တပ်ရင်းမှလည်းရဲဘော်9ဦးမြင်းမြတ်စွာကြာဆုံးခဲ့ရပြီးရဲဘော်3ဦးကိုလိုက်အင်ကဆုံးရှုံးခဲ့ကရဲဘော်30ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ မြင်းကြံဘလက်တိုက်က MPD မြင်းကြံခရိုင်အမှတ်ကိုတက်ရင်ကဆရာနာရှိစနစ်အပီးတိုင်ချုပ်ငိမ့်တဲ့အထိတောင်နှင်းဒေသရောမြေပြန့်ဒေသရောပါမကြမ်းဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလည်း MPD တပ်ဖွဲ့ကပြည်သူတွေကိုအသိပေးထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင်စစ်ကောင်စီကလေရင်နဲ့ခြေရွာတွေကိုဘုံကျဲနေလို့ပြည်သူတွေဒဏ်ရာရသိမ်းဆုံးတာတွေရှိနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်ပေါကောင်းမြို့နယ်မှာစစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေရင်နေနဲ့ကျေးရွာတွေကိုဘုံကျဲနေလို့ပြည်သူတွေထ ਾਇ ရရတိတ်ဆုံးတာတွေရှိနေတယ်လို့ကနအူးသတင်းအရသိရှိရပါတယ်။ဧပြီလ23ရက်နေ့ကစပြီးပေါကောင်းမြို့နယ်ပေါင်းတလဲပေါကောင်းလမ်းမိုင်းနဲ့ထိန်တော်ကျေးရွာတွေမှာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားပြီးဒွာကျေးရွာ၊တပြေတောင်ကျေးရွာနဲ့ကုန်းတန်းကျေးရွာတွေမှာပါညနေပိုင်းတိုက်ပွဲဖြစ်တယ်လို့သိရှိရပါတယ်။ မနက်အစောပိုင်းကပေါင်းတယ်ပေါက်ခေါက်လမ်းပိုင်းဖြစ်တယ်။ညနေပိုင်းမှာဓွားရွာကုန်းတန်းရွာတွေမှာဆက်ဖြစ်တယ်။စစ်တပ်ကလေရင်ရဟရင်နေနဲ့ရွာတွေကိုကျဲတယ်။မပြေးနိုင်တဲ့ပြည်သူတချို့ကိုစစ်တပ်ကဖမ်းသွားတယ်။ဘသူဘဝဖြစ်တာတော့အသေးစိတ်မသိရသေးဘူးလို့ဒေသခံတအူးကမြို့တော်ကို ပြောပါတယ်။ဧပြီလ19ရက်နေ့ကလည်းပေါက်ခေါအုပ်တွင်ကာလန်ဘေးမှာကင်မုံဝစ်ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ကိုပြည်ခရိုင်363ရက်နေ့တရင်ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီတပ်က၆ပေတစ်တော်ဆိုက်ခဲအနားမှာကင်းမုတ်ဝစ်ဖို့လာတာကိုမိုင်းဆွဲတာစစ်ကောင်စီတပ်သား၃ယောက်သေတယ်လို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတအူးကမြို့တော်ကိုပြောပါရယ်စစ်ကောင်စီနဲ့ဒွားရွာကုန်းနှမ်းရွာတပေတောင်ကျေးရွာတွေမှာထိတွေ့တိုက်ပွဲနှစ်နာရီကြာဖြစ်ပွားခဲ့ပြီးဒေသခံတချို့ဖမ်းဆီးခံရတာတွေရှိတယ်လို့စုံစမ်းသိရှိရပါရယ်စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြားအခုရပိုင်းတိုက်ပွဲတွေဖြစ်ပွားနေပြီး ပြည်ရန်ကုန်ကားလမ်းပေါ်အထိပါတိုက်ပွဲတွေဖြစ်ပွားနေတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့အောင်မာလီထိပေါက်သူတွေစုချင်းငွေအယောမရဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီရဲ့ခန်းန်း၆လုံးအောင်မာလီထိဆိုင်နေမှာထိပေါက်တဲ့သူတွေငွေထုတ်ရင်၁၀ရာခိုင်နှုန်းပေးနေရပြီးစော်ဝဲနဲ့ကနန်း၅လုံးထီထိုးပြီးပောက်တဲ့သူတွေကိုဒီကနေ့အထိစုချင်းငွေအယောမပေးသေးဘူးလို့သိရှိရပါတယ် စစ်ကောင်စီရဲ့အောင်ပါလီထီကို နေအယောင်ဆိုင်နေမှာ1100ကျက်နဲ့ရောက်ချနေပြီးတလားတစ်ကြိမ်ဖွင့်တဲ့အဆိုပါထီမှာငါးသိန်းစု၁၀သိန်းစုပောက်တဲ့သူတွေကိုတဆယ်ရာခိုင်နှုန်းနှုတ်ပြီးပတ်စံထုတ်ပေးနေကြတယ်လို့သိရှိရပါတယ်။ထီပေါက်ရင်တဆယ်ရာခိုင်နှုန်းနှုတ်တယ်။ကံကောက်လို့ပေါက်ရင်တော့မပြောရဘူး။ထိုးတဲ့ဆိုင်ကိုပြန်လုတ်ကျွေးရသေးတယ်လို့ထီစုပေါက်သူတဦးကမြို့တော်ကို ပြောပါတယ်။စစ်ကောင်စီကငါးလုံးတွဲထီကိုပြီးခဲ့တဲ့နှစ်ကမိတ်ဆက်ခဲ့ပြီးအဲ့ဒီငါးလုံးတွဲထီကိုအောင်ပါလီဆော်ဝဲနဲ့ မိမိဖုန်းကနေထိုးလို့ရတယ်လို့သိရှိရပြီးတလကို2ကြိမ်ထိဖွင့်ပေးကပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကထီစုပေါက်တဲ့သူတွေကိုစုချင်းငွေမပေးသေးတာလို့သိရှိရပါတယ်တလကို2ကြိမ်16ရက်တခါဖွင့်နေသူကတစားငွေ1000နဲ့ဖုန်းနဲ့လမ်းထိုးရတာ15သိန်းကစတယ်လို့ရေးထားတယ်သူကမိုင်းတဲဖုန်းပေနဲ့ထိုးရင်ဒေတာတွေလည်းပေးတယ်အခုပေါက်တဲ့သူတွေထုတ်မပေးလို့အောက်မလေးကရုတွေပြောနေကြတယ်လို့အဲ့ဒီအကြောင်းကိုသိတဲ့သူတအူးကမြို့တော်ကိုပြောပါတယ် စစ်ကောင်စီကကနန်း6လုံးထီစုကိုလစဉ်လောက်ကုန်တစ်ကြိမ်ဖွင့်ပြီးကနန်း9လုံးထီကိုတော့တစ်လကိုနှစ်ကြိမ်ဖွင့်ပေးနေကအယောအစားပြဿနာတွေလည်းရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဧပြီလ27ရက်နေ့မှာငလျင်လှုပ်မယ်လို့သတင်းမှဖြန့်သူ TikTok အကောင့်ပိုင်ရှင်အားစစ်ကောင်စီဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဧပြီလ27ရက်နေ့မှာငလျင်လှုပ်မယ်လို့ ဆိုရှယ်မီဒီယာပေါ်တင်ပြီးသတိပေးခဲ့တဲ့ John Palmistry TikTok အကောင့်ပိုင်ရှင်အားစစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့သိရှိရပါတယ်။မြင်းကလေးကြီးမစွာလှုပ်ခတ်မယ်လို့သတင်းဖြန့်ဝေခဲ့တာကြောင့် John Palmistry TikTok အကောင့်ပိုင်ရှင် John Mote Perezia ကိုဧပြီလ22ရက်နေ့ကဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီမီဒီယာတွေကဖော်ပြထားပါတယ်။ဧပြီလ22ရက်နေ့မှာငလျင်ကြီးလှုပ်ခတ်မယ်လို့သူ့ရဲ့ TikTok အကောင့်မှာတင်ပြီးသတိပေးခဲ့လို့အခုလိုဖန်ဆီးခံရတာဖြစ်နိုင်တယ်လို့ TikTok သုံးဆဲသူတချို့ကပြောပါတယ် 22ရက်နေ့ငလျင်လှုပ်မယ်ပြောပြီးတကယ်မလှုပ်လို့ဖမ်းတာလှုပ်ရင်ဖမ်းမှာမဟုတ်ဘူးပြည်သူကိုထိတ်လန့်အောင်လုပ်တယ်ဆိုပြီးရှောက်ဖမ်းပြတာပါလို့တစ်တော့သုံးဆက်သူလူငယ်တအူးကမြို့တော်ကို ပြောပါတယ်မြင်းငလျင်ကြီးမားစွာလှုပ်ခတ်မယ်လို့တစ်တော့အကောင့်မှတဆင်မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရာဧပြီလ22ရက်နေ့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များမှမုံရွာမြို့မြောက်ရီရက်ကွက်တိုးချဲ့ကွက်တည်ရန်နေမြေ27ရွှေညောင်မင်းလမ်းရှိနေအိမ်သို့တွားရောက်ရှာဖွေခဲ့ရာ ဂျွန်ပါမစ်စထရီအကောင့်ပါရှိဂျူမိုတဲအားဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီသတင်းချန်နယ်တွေမှာတင်ထားတာတွေ့ရပါတယ်။အဆိုပါဗီရင်ဟောသူဂျူမိုတဲကိုစစ်ကောင်စီကအာဏာသိမ်းစာ2021ခုနှစ်ကဆန္ဒပြလို့လို့ဆိုကပထမအကြိမ်ဖမ်းဆီးထောင်ချခဲ့ပူပေမဲ့အသက်ငယ်သေးလို့လို့ဆိုကပြန်လွတ်ခဲ့ဘူးတယ်လို့သိရှိရပြီးငလျင်သတင်းအမှားဖြန့်တာမဟုတ်ပဲပြည်သူတွေသတိထားစေဖို့အခုလိုသတိပေးစာသဘောမျိုးနဲ့တင်ခဲ့တာဖြစ်တယ်လို့ ဂျူမိုတဲဘက်ကပြန်လည်ပြောဆိုထားတာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းရမှာရုရှားထက်ယူကရိန်းကကင်တွေရခတ်ကြောင်းထွန့်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်သမ္မတဂျော်နယ်ထွန့်ကရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့သဘောတူညီချက်အတွက်ဆွေးနွေးပွဲတွေမှာရုရှားထက်ယူကရိန်းသမ္မတဇလန်စကီးကကင်တွေရပုံမှုခတ်ခဲကြောင်းပြောကြားလိုက်ပါတယ်။ မနေ့ကဧပြီလ23ရက်နေ့မှာချွမ်ကသတင်းတောက်တွေကိုရုရှားကအသိမ်းဖြစ်နေပြီလို့သူထင်ကြောင်းပြောကြားခဲ့တာပါ သူကကျွန်တော်တို့ရုရှားနဲ့သဘောတူညီမှုရခဲ့တယ်လို့ထင်တယ်ဇလန်စကီနဲ့သဘောတူညီမှုရဖို့လိုတယ်ဇလန်စကီကကင်တွေ့ရပိုခတ်ပါတယ်လို့ပြောခဲ့တာပါခရိုင်းမီးယားကိုရုရှားသိမ်းပိုက်ထားတာနဲ့ပတ်သက်ပြီးယူကရိန်းဘက်ကအသိအမှတ်မပြုကြောင်း လူမှုမီဒီယာမှာဇလန်စကီးရဲ့ဖော်ပြချက်ကိုအစောပိုင်းမှာထရန့်ကဝေဖန်ခဲ့ပါတယ် ဇလန်စကီရဲ့အဲ့ဒီဖော်ပြချက်ဟာရုရှားနဲ့ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေအတွက်အလွန်အန္တရာယ်ရှိတယ်လို့ထွန့်ကပြောကြားခဲ့တာပါ အမေရိကန်သတင်းဝက်ဆိုက် ASIO ကထွန့်အဆိုရကအဆိုပြုခဲ့တဲ့ငြိမ်းချမ်းရေးအစီအစဉ်မှာရုရှားကခရိုင်းမီးယားကို ထိန်းချုပ်မှုကို အမေရိကန်ကတရားဝင်အသိအမှတ်ပြုခြင်းနဲ့ယူကရိန်းကို NATO အဖွဲ့ဝင်နိုင်ငံအဖြစ်မဝင်ရောက်နိုင်စေရေးကတိကဝတ်တွေပါဝင်တယ်လို့ယူကရိန်းအာဏာပိုင်တွေဘက်ကပြောပါတယ် အစီရင်ခံစာအရ Trump ရဲ့အဆိုဟာ Zelensky ထံကအလျှော့ပေးမှုကိုအဓိကလိုအပ်မယ်လို့ဆိုပါတယ်။ယူကရိန်းအဆိုရနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးရဲ့ပြောကြားချက်အရအမေရိကန်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ဟာရုရှားဘက်ကို အလွန်ပတ်လိုက်မှုရှိတယ်လို့ယူကရိန်းအဆိုရကယူဆကြောင်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးရတာပါ။ထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရနေအသွေးသွေးမှလေကေဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်